ရုရှားနဲ့ရေနံကုန်သွယ်ရေးမှာပါဝင်ပတ်သက်နေတဲ့မှောင်ခိုရေနံတင်တင်မောတစင်းကိုပြင်သစ်အာဏာပိုင်တွေကစုံစမ်းစစ်ဆေးနေပါတယ်။ဘာရိုကေပော့ရှ်ပါနဲ့ပီဖော့စတဲ့နာမည်အမျိုးမျိုးကိုတုံးနေတဲ့ဒီမှောင်ခိုတင်မောဟာပြင်သစ်ရဲ့အက်တလန်တစ်ကမ်းတော်မှာရပ်ပေါင်းများစွာကြောက်ချရန်နာနေခဲ့ပါတယ်။တင်မောသားတွေကတင်မောရဲ့မှတ်ပုံတင်နိုင်ငံအထောက်အထားတွေပြသနိုင်ခြင်းမရှိတာနဲ့ ဘူးပေါင်းဆောင်ရွက်ဖို့ငင်းစံတာတွေကြောင့်ပြင်သစ်အာဏာပိုင်တွေကစုံစမ်းစစ်ဆေးလိုက်တာဖြစ်ပါတယ်။ဒီမော်ဒါနယ်ဥကိုလည်းထိန်းသိမ်းထားပါတယ်။ဗုဒ္ဓဦးနေ့က EU ထိပ်သီးအစည်းအဝေးကိုတက်ရောက်နေတဲ့ပြင်သစ်သမ္မတကဒီဆောင်ရွက်ချက်ကိုချီးကျူးလိုက်ပါတယ်။ဒီဒီမော်ဒါတွေကအမာယွန်ကြီးတွေကိုလုတ်ခဲ့တာပါ။ဒါကြောင့်အခုလိုစုံစမ်းစစ်ဆေးရတာက ယုတ်တိတန်ပါတယ်ဒါကအရင်ကတည်းကကျွန်တော်တို့ရဲ့ခိုင်မာတဲ့ယက်တီချက်ကိုမိမောင်းထိုးပြနေတာပါကျွန်တော်တို့မှာဒီလိုပုံစံနဲ့တွားနေတဲ့တင်မောအစင်600ကနေ1000ကြားရှိနေပါတယ်ပိတ်ပင်နေတဲ့ဂျားကရုရှားရေနံကိုတည်ယူပို့ဆောင်ခွင့်ရအောင်လုပ်ပေးနေကြပါတယ်လို့ပြင်သစ်ကမရာမက်ခရွန်ကပြောဆိုထားပါတယ် ယူကရိန်းကိုကျူးကျော်ဝင်ရောက်ခဲ့ခြင်းကစလို့ဥရောပသမဂ္ဂကရုရှားရဲ့ရေနံတင်ပို့မှုကိုကန့်သက်ထားတာပါရုရှားကလည်းဒါကိုရှောင်တွဲဖို့မှောင်ခိုရေနံတင်တင်မောရာပေါင်းများစွာကိုအသုံးပြုနေပြီးတော့အဲ့ဒီရေနံကုန်သွယ်ရေးကဝင်ငွေနဲ့စစ်အသုံးစရိတ်40ရာခိုင်နှုန်းကိုထောက်ပံ့ပေးနေတယ်လို့တမရမက်ခရွန်ကပြောကြားထားပါတယ်။ရုရှားစီးပွားရေးကိုချိနဲ့သွောင်းအောင်လုပ်ဖို့ရည်မှန်းထားပေမဲ့ EU ကိုယ်တိုင်ဟာရုရှားထုတ်ရေနံစိမ်းတွေကိုအထူးသဖြင့် ိန္ဒိယနိုင်ငံကနေတဆင့်တင်သွင်းနေရဆဲဖြစ်ပါတယ်။တင်မောရဲ့အချက်အလက်တွေအရဒီဘာရိုကီတင်မောဟာစက်တင်ဘာလ20ရက်နေ့ကရုရှားစစ်ကမ်းတစ်ခုကနေထွက်ခွာခဲ့ပြီးတော့23ရက်နေ့ဝန်းကျင်မှာဒိမတ်နိုင်ငံအနီးကိုကပ်ပြီးတော့ဖြတ်တန်းခဲ့တာပါ။ဒီတင်မောရဲ့လမ်းကြောင်းအရာစက်တင်ဘာလ22ရက်နေ့နဲ့28ရက်နေ့ကြားမှာဒိမတ်နိုင်ငံအတွင်လေကြောင်းခရီးစဉ်ကိုအနှောက်အယှက်ဖြစ်စေခဲ့တဲ့ ပဟေဒီဆန်ဆန်ဒရုန်းပြန်တမ်းမှုတွေနဲ့ဆက်ဆက်နိုင်နေဆိုတဲ့တန်တရားတွေဖြစ်နေပါတယ်။တမရမက်ခရွန်ကတော့ဒီရင်နံတင်သင်းမောနဲ့ဒရုန်းကျူးကျော်မှုတွေနဲ့ဆက်ဆက်ပြောဆိုဖို့ငြင်းဆန်ခဲ့ပြီးတော့ဒါကသူ့အလုပ်မဟုတ်ဘူးလို့ပြောဆိုခဲ့တာပါ။ ဒီတင်မောကိုပဲအေဗီလာတုံးကအက်စတိုးနီးယားနိုင်ငံကထိမ့်သိမ်းခဲ့ပြီးတော့ပြန်လုပ်ပေးခဲ့မှုပါတယ်။အဲ့ဒီတုံးကတော့ကိုအာလာဆိုတဲ့တင်မောနာမည်နဲ့ဖြစ်ပြီးတော့ပင်လယ်ရေကြောင်းဥပဒေချိုးဖောက်မှုတစ်ခုဖြစ်တဲ့အလံမလွင့်ပဲတင်မောခုံမောင်းနေလို့လို့အာနာပိုင်တို့ကပြောဆိုထားပါတယ်ခင်ဗျာ။